ကျွန်တော်တို့အားလုံးရှင်ခုန်စောင့်စားခဲ့ရတယ်1173ပွဲစဉ်ကြီးရဲ့ရလက်နဲ့ပတ်သက်ပြီးအသေးစိတ်36ချက်လေးတစ်ခုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ထိုင်းလဝိကျော်မော်ကမ္ဘာချန်ပီယံ၃ခုပိုင်ရှင်စတန်ဖက်တက်ဆက်ကစ်ပေါက်စင်ပြန်လဲပွဲဥထက်ပွဲဟာပြည်သက်တွေကြားမှာအကြီးကျယ်စိတ်ဝင်စားမှုရှိခဲ့ပါတယ်စတန်ဟာဂျပန်ဖိုက်တာမလေးကာနာမိုရီမိုတိုနဲ့ထိုးတက်ခဲ့ရမှာအမှတ်နဲ့ရင်းနှီးခဲ့ပါတယ်ဒီပွဲကကစ်ပေါက်စင်စီးမြင်နေဖြစ်တာကြောင့် လက်အိတ်ကအထူကြီးတွေနဲ့ထိုးရပေမဲ့တက်ခတ်မှုတွေကပြင်းထန်ပြီးအမှုပညာမြောက်ပါတယ်။ကာနာမိုရီမိုတိုဟာတကယ့်ကိုထိတ်တန်းခေပေါ်စင်တမားတယောက်ဆိုတာပြသသွားခဲ့ပါတယ်။သူမရဲ့ကစားဟန်ကစတက်ဖီအားပေးဒရက်ဆက်ကစားတဲ့ပုံစံမှာရှေ့ကိုတောက်လျှောက်တိုးလာပြီးလက်သီးနဲ့ခြေကန်ချက်တွေကိုရောထွေးပြီးထိုးတက်တတ်ပါတယ်။စတက်အနေနဲ့အသက်ရှူချိန်အောင်မရအောင်ဖီအားပေးတာကိုကြည့်ပြီးပြိသက်တွေတောင်ကြက်ခွန်လေးလေးဖြစ်ခဲ့ရပါတယ်။ဒီနေရာမှာဂျပန်ဖိုက်တာတွေရဲ့နီးစနစ်ပိုင်းကြွညင်မှုကိုချီးကျူးရမှာပါ။ သူတို့ရဲ့လက်တီထိုးချက်တွေကလှပတ်လို့လက်တီထိုးနေရင်ကနေချက်ချင်းလက်ကစ်လို့ခေါ်တဲ့ခြေသလုံးကန်ချက်တွေကလူလျောက်လိုမျိုးထွက်လာတာကတကယ်ကိုအံ့ဩစရာပါဒါဟာလက်ချင်းမှုအပြင်းထန်တဲ့နစ်စနစ်ပိုင်ပြေဝမှုကိုပြသနေတာပါစတန်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒီပွဲမှာသူမရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုမတွေ့ခဲ့ရပါဘူးပွဲစထွက်ကလေးကစတန်ကအားနည်းနေတယ်လို့တက်လုံးနည်းနည်းကြာနေတယ်လို့ခံစားခဲ့ရပါတယ်ဒါပေမဲ့သူမရဲ့စိတ်ဓာတ်ကိုချီးကျူးရမှာပါကနာရဲ့ဖိအားပေးမှုကိုခံနေရပေမဲ့ သူမရဲ့တက်တိကတော့အမှန်တကယ်ကောင်းလုံးပါတယ်။ကျူလည်းကြမသွားအောင်အန်ကျိတ်ပြီးတုံ့ပြန်တက်ခိုက်သွားတာဟာပြစ်သက်တွေကိုရင်ခုန်စေခဲ့ပါတယ်။သူမလုံနိုင်သမျှကိုအကောင်းဆုံးကြိုးစားသွားခဲ့တာပါ။ဒါပေမဲ့ရှက်လက်ကတော့စတန်ဘက်ကနေအမှန်နဲ့ရှုံးနေခဲ့ရပါတယ်။ပွဲအပြည့်မှာတော့ပြစ်သက်တွေကြမှာဝေဖန်တန်တွေထွက်ပေါ်လာပါတယ်။စတန်တယောက်စွန်းဆောင်ရေးကြဆင်းသွားပြီလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။တချို့ကလည်းဒီပွဲကကစ်ပေါက်စင်ဖြစ်တာရဲ့ဂျပန်မြေမှာတွားရောက်ရှင်ပြန်ရတာရဲ့ကြောင့်အနေချက်တွေရှိခဲ့တယ်လို့သုံးသပ်ကြပါတယ်။ နောက်ပြီးအချင်းအတန်ကြာမှကပောက်စင်ပွဲကိုပြန်ကစားရတဲ့အတွက်ပွဲဦးထွက်လို့မျိုးခံစားချက်ကြောင့်တက်လုံပိုင်းနည်းနည်းကျဆင်းနေတယ်လို့မှတ်ချက်ပြုကြပါတယ်ဒီနေရာမှာအဓိကပြောရှင်တဲ့ပိုင်ရောက်လာပါပြီစတမ်ပါကြောင့်ရှုံးရလဲဆိုတဲ့အတွင်းသတင်းစကားတစ်ခုကအခုချိန်မှာပြစ်သက်တွေချမှာရေပန်ဆက်နေပါတယ်သတင်းတွေအရစတမ်ဟာဂျပန်ကိုပြန်ပွဲသွားနေစဉ်မှာစိုးစားဝင်းကိုထိုင်းနိုင်ငံမှာတောက်ထဲထားခဲ့ရတာစိတ်မချလို့ရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ် ဘာဖြစ်လို့လဲဆိုတော့ထန်းနိုင်ငံရဲ့နာမည်ကြီးဆယ်လီမလေးချက်ဖြစ်တဲ့ဒေါက်တာဖင်းကအကြောင်းမရှိအကြောင်းရှာပြီးစောစာဝင်းစီကိုခဏခဏလာလေနေတယ်လို့ဆိုပါတယ်။ဒါရင်မကပဲဒေါက်တာဖင်းကမထီတထီ post လေးတွေကိုလည်း Facebook ပေါ်မှာတင်နေတဲ့အတွက် stand ခမစောစာဝင်းကိုစိတ်မချတဲ့အတွက်ပွဲအတွင်းမှာအာယုံဆိုင်မှုအပြည့်ဝမရရှိလို့ရှုံးနေခဲ့ရတာဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တစ်ဖက်ကကြည့်ရင်ဒါဟာအက္ဆာသမတ်တအူးရဲ့ပုံကိုရေးခန်းစားချက်ဖြစ်ပါတယ်။ ပြန်ပွဲတစ်ခွေအောင်မြင်မှုဟာရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုပင်စိတ်ပိုင်းဆိုင်ရာအာယုံဆိုင်မှုနဲ့စိတ်တည်ငြိမ်မှုအပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ကိုချရတဲ့သူကိုစိတ်ပူနေရတဲ့စိတ်ခံစားမှုကတကယ်ပဲစတိုင်ရဲ့ဆွမ်းဆောင်ရည်ကိုထိခိုက်စေသလားဆိုတာတော့ပြည်သက်တွေအနေနဲ့စဉ်းစားသုံးသပ်နိုင်ပါတယ်။ဘလို့ပဲကြောင်းရင်းနေရှိပါစေစတက်ဟာအခုလိုမျိုးရှုံမွေးတွေကြုံခဲ့ရပေမဲ့သူမရဲ့အကစားသမားဘဝကိုဒီမှာပဲရပ်တန့်သွားမှာမဟုတ်ပါဘူး။သူမရဲ့အရေးချင်းတဲ့စိတ်ကကဘာကအသေးမပြူထားပြီးသားပါ။ ီချုံမွေးကနေတန်ခမ်းစာယူပြီးပုပ်ကိုရေးကိစ္စနဲ့အကစားကိုချိန်ကြီးကနောက်လာမဲ့ပွဲစဉ်တွေမှာပို့ပြီးကောင်းမွန်တဲ့ဆွတ်ဆောင်ရင်နဲ့ပြန်လာမယ်လို့ယုံကြည်ရပါတယ်။ပရိသတ်အပေါင်းတို့စတန်ရဲ့ရှုံမွေးနဲ့ပတ်သက်ပြီးဘလို့သုံးသမိပါတယ်လဲ။ဒီပုပ်ကိုရေးကိစ္စကပဲပွဲရလက်ပေါ်ဘလောက်ထိတည့်ရမှုရှိခဲ့တယ်လို့ထင်ပါတယ်လဲ။ကမန့်လေးမှာချက်လောက်ဝင်ရေးပေးခဲ့ကြပါဦး။